ူတောင်းခရိယန်တက်တာတွင်စူတောင်းခြင်းသည်ဖိုးထိုက်သောအရာဖြစ်သည် အရာဆိုသည်ဒဏ်ရာတစ်ခုပျောက်ဆုံးသွားပါတော့လေအမာရွက်ကဲသို့ကြံရစ်သောအမှတ်သားတစ်ခုကိုဆိုလိုသည်ယုံကြည်သူနှင့်ဖျားသခင်ကြားကအရာထင်စေသည်မှာစူတောင်းခြင်းသာဖြစ်သည်အကြံထားမြောက်ခြင်းအမှုအရာလှုပ်ဆောင်ပြီးခြင်းဤကြံရစ်သောအမှတ်တမ်းအဖြစ်ဖျားသခင်နှင့်လူကြားတွင်ရှိသော တိဆောက်ရာမိတ္တဟာရသည်ဆုတောင်းခြင်းပင်ဆုတောင်း၍ဘုရားဘက်မှတသက်ရရှိခြင်းဆုတောင်းခြင်းကြောင့်ဘုရား၏ဆောင်းရှောင်းမှုကိုမြင်ရခြင်းလက်တွေ့ခံစားရသူတိုင်း၏နှလုံးသားတွင်ဖွင့်ပြမှုရာမစွမ်းသာသော ပီတိရတဖြစ်ခြင်းတို့သည်လည်းဆုတောင်းခြင်းမှဖြစ်ပေါ်လာသည်ဆုတောင်းရန်လိုအပ်သည်ဆုတောင်းအားနည်းသူသည်မဆိုပြေမစိမ့်လန်းသောတည်တည်ပုံနှင့်တူလေသည် တခါတရံစူတောင်းရင်ဖြင့်ပြဿနာအသည့်များတွေ့ကြုံရပြန်သည်ထိုအရာသည်စူတောင်းအားကြီးသူများ ခံစားရသောစုံစမ်းခြင်းပင်ဖြစ်သည်ခန္ဓာကိုယ်ချုပ်ရွှင်းမှုများပါ အမတ်မထင်ကြုံတွေ့ရပြန်သည်အဆိုပါစုံစမ်းခြင်းများကို အချို့ကစူတောင်းရင်ကြော်ဖြတ်နိုင်ကြပြီးအချို့မှမကြော်လွှားနိုင်ကြပေစူတောင်းခြင်းအလုပ်ကိုဆွံ့လွတ်သည့်အထိစုံစမ်းမှုတန်ကို ခုခံကာကွယ်နိုင်ခြင်းမစွမ်းသာကြပေ။ခဲရင်စွာတိဆောက်ရာတွင် ပြန်လည်တည်တည်ခံစီရများသည့်စုံစမ်းခြင်းထဲမှဆက်စုတောင်းရင်းဖြင့်ဝမ်းမြောက်စွာလုံမြောက်ခြင်းဖြစ်သည်။စိန်လန်း၍စက်စားရာအရက်သည် စုတောင်းနေသောသူများအတွက်ပြီးသက်နေရဟုပင်ဆိုရပေမည်။ဓမ္မတကျမ်းရှင်လုကအခန်းကြီး7တွင်ဘုရားကမအားမလက်ပေးဖို့မရှိဘူးဖြစ်သလို တကားစောက်ပိတ်ပြီးငါ့ကိုမနှောက်ရှက်ပါနဲ့ဟုပြောမိလေမဟုတ်ပါချေတကားခောက်လင်း ဖွင့်ပေးဖို့ရန်အသင့်ရှိသူဖြစ်သည်ဘဝတွင်စိတ်ကျေနပ်စရာအပြည့်အစုံနှင့်စိတ်နှလုံးသက်သာခြင်းများသည်ဆုတောင်းတော်သူအတွက်ထုတ်ပိုးပြီးပေးပို့ရန်အသင့်ရှိနေသောဘုရားသခင်၏လက်ဆောင်များပင်ထို့ကြောင့်ချမ်းမလန့်ဆုတောင်းပါထို့ကြောင့်ဆုတောင်းပါတပံငါဆိုလီကတောင်းကြတော့ တောင်းနေရမည်ရှာကြလော့ရှာလင်တွေ့မည်တကားကိုခောက်ကြလော့ခောက်လင်ဖွင့်မည်ရှင်လူကခန်းကြီး၁၁အငယ်၉စောကုတ်